ဒီနေ့ Photoshop lesson လေးတစ်ခုလုပ်ပြပေးမယ်နော်ဒီ lesson လေးကဒီဖက်နက်အနီရောင်လေးကို color ချင်းနဲ့ lesson လေးပါပထမအဦးဆုံး layer ပေါက်လေးဖွင့်လိုက်ပါမယ်ပြီးရင် layer ပွားမယ် right click duplicate layer နဲ့ layer ပွားပါမယ် ဒါတော့နာမည်ကိုအစဉ်ပြေသလိုပေးလို့ရပါတယ်ပြီးသွားရင်ဝင်းနိုးတွေက adjustment ကိုခေါ်ပါမယ် adjustment တွေက hue and saturation ကိုခေါ်ပါမယ် hue and saturation ခေါ်ပြီးရင်ကျမတို့ဒီအနီရောင် color ကိုတခြားအရောင်တစ်ခုခုကိုပြောင်းมาဖြစ်တဲ့အတွက် ဒီနေရာမှာ master နေရာမှာ red ဆိုတာကိုရွှေ့ပေးရပါမယ်ဘာလို့လဲဆိုတော့အနေရောင်ကိုချိန်ကျင်လို့ပါပြီးသွားရင် hue ရဲ့ saturation ရဲ့ကို color ချိန်ပါမယ်ဒါဆိုရင်ပန်းခရမ်းရောင်လေးဖြစ်သွားပါပြီဒီ hue and saturation တွေကဒီမှာကိုလိုချင်တဲ့ color လေးကိုရွှေ့ပြီးတော့ဒီလို color တစ်ခုချင်းချိန်လို့ရပါတယ်ဒီကောင်ကိုဘယ်နေရာသုံးလို့အဆင်ပြေလဲဆိုတော့ဒီ shirt အင်ကြီးဒီဇိုင်းနေ နော် one color ရှိတဲ့အဲ့လိုဒီဇိုင်းမျိုးတွေဖက်နက်ဒီဇိုင်းတွေဒီလိုဒီဇိုင်းတွေကိုကိုက color လေးတွေချိန်ပြီးတော့ကစားလို့ရပါတယ်ကိုဒီမှာကိုအဆင်ပြေတယ်လို့လေးချိန်ကြည့်ပါနော်အရန်ကြီးတော့သွားတင်ရင် မလှဘူးနော်အရန်သွားတင်လိုက်ရင် တခြားဒီနေရာလေးတွေပါ color ပြောင်းသွားပါတယ်သူကအနီရောင်ရှိတဲ့နေရာအားလုံးကိုသူကပြောင်းလဲပါတယ်ကဲ okay. ိမယ်ဒါဆိုရင် blue ဖြစ်သွားပြီเนาะဒါဆိုရင်ကျမတို့လေယာဘောက်ပြန်ခေါ်မယ်လေယာဘောက်က F7 ပါဒါလေးကိုပိတ်လိုက်မယ်ဆိုရင်အနီရောင်ပြန်ဖြစ်သွားပါပြီနောက်ထပ်အလေးရတော့ကျမရဲ့ original ပုံမှန်เนาะနောက်ထပ် color တစ်ခုထပ်ပြီးတော့ change နေဆိုရင်လည်း hue and saturation နဲ့သွားပါမယ်။သွားပြီးတော့ master မဟုတ်ဘဲနဲ့ red ကိုပဲကျမတို့ change ပါမယ်။ နောက်ထပ်ခါလာတစ်ခုချက်ပြီးတော့ချိန်ရတယ်ဆိုရင်ဒါလေးကိုမျက်လုံးလေးပိတ်ထားလိုက်ပါပိတ်ပြီးတော့နောက်ထပ်ဒီရှူးလေးကို clip ပြီးတော့ QR situation ကိုခေါ်ပါမယ်ဒီတစ်ခါနောက်ထပ်တစ်ရောင်ချိန်ကြည့်ပါမယ်ကဲဒီလိုချိန်လို့ရှိရင်တော့ပုံတစ်ခုလုံးကိုပြောင်းလဲသွားပါရဲ့။တို့ကဇီရိုပြန်ထားမယ်နော်။အနီရောင်တစ်ခုလည်းကိုချိန်ချင်တာဖြစ်တဲ့အတွက်အနီရောင်လေးကိုရွေးမယ်။ပြီးပြီးတော့ခါလာချိန်ပါမယ်။ စိမ့်မဲ့ဝါရောင်အစိမ့်ရောင်ဒါအနုရဲ့ကိုပြောင်းလို့ရပါတယ်ဒါတော့ဆိုရင်အရောင်အစိမ့်ရောင်တွေတစ်ခုထပ်ပြီးတော့ရပါပါပြီဒါလျာခရင်းပါဘောဟာလေးပြန်ပွင့်ကြည့်မယ်နော်ဒါလျာကြတော့အပြာပါနော်ဒါလျာ ကဲပြားလေးကိုပိတ်မယ်စိမ့်လေးကိုဖွင့်ကြည့်မယ်နောက်ထပ်တခြားအရောင်တွေလည်းဒီနေ့အတိုင်းပဲလေ့ကျင့်လို့ရပါတယ်ခုကျမကပန်းရောင်လေးတစ်ခုထပ်လှုပ်ချင်ပါတယ်နော်ဒါလေးကိုပိတ်လိုက်မယ်ရှုပ်ပြန်ခေါ်မယ်ပြီးရင် human situation ကိုပြန်ခေါ်ပါမယ် master ဆိုတဲ့နေရာမှာ red ကိုနှိပ်ပြီးတော့ပန်းရောင်လေးပြောင်းကြည့်မယ်ပန်းရောင်ကိုမှနည်းနည်းလေးရင်းတဲ့ပုံလေးရွေးပါမယ်နော် အဲဒီလောက်ဆိုရင်လာပါပြီဒီရောင်လေးနဲ့ပဲကျွန်မထားလိုက်တော့မယ်အားလုံးပြီးပြီဆိုရင်ဒီလျာအားလုံးကို ကျွန်မတို့ဒီအပေါ်ရောင်တွေကတော့မကြိုက်လို့ဖြတ်လိုက်မယ်နော်မိုက်ပုံးလေးကိုဆွဲထည့်မယ်ဒါလေးကိုလည်းဆွဲထည့်ပါမယ်အားလုံးပြီးပြီဆိုရင် ကျွန်မတို့ဒီလျာ၃ခုလုံးကို ပေါင်းမယ်နော်ကိုစိတ်ကြိုက်ရပြီဆိုရင် လျောက်သုံးခုလုံးပေါင်းမှုတွင်အပေါ်လျောင်ဇလန်းလှုပ်ထားပြီးတော့ shift key ကိုနှိပ်ပြီးတော့အောက်လျာပါကလစ်လှုပ်လိုက်ပါမယ်ပြီးရင် right ကလစ် mask လျာလို့ရွှေ့လိုက်ပါမယ်ဒါဆိုရင်ခုနကတော့အနီရောက်ဖက်နယ်လေးမရှိတော့ပါဘူး။ဖက်ရောက်ဖက်နယ်လေးဖြစ်သွားပါပြီ။ဒီတစ်ခါဒီနှင်းစီပန်းလေးကို color change ကြည့်ပါမယ်။ UN situation ကိုခေါ်မယ်။ခေါ်ပြီးရင် master ဆိုတဲ့နေရာမှာ red ကိုရွေးပါမယ်။ ပြီးရင်ခါလာလေးချိန်ကြည့်မယ်ကဲကိုကြိုက်တဲ့ခါလာမျိုးရပြီဆိုရင် save လုပ်ပါမယ်နော် file ထဲကနေ cs cs လုပ်ပြီးတော့နာမည်လေးတစ်ခုပင်လိုက်မယ်ပြီးရင် cs type မှာ jpg နဲ့တိမ်းပါမယ်နော် ဒါတော့ဂျေဘက်ဖိုင်နဲ့တင်လိုက်တာပါခုနခုနပုံကတော့လေယာပေါင်းလိုက်တာပါလေယာပေါင်းပြီးမှဂျေဘက်ဖိုင်တင်လို့ရပါတယ်